။ရောက်ပြန်လေနဲ့အတူတူအင်းများတဲ့ဆောင်းငွေတက်လေးတွေကိုကျမတို့တူတူကြိုဆိုကြရင်မနေ့ပြန်အတွက်မွန်လစ်ဗတာခမှန်ချက်တွေကိုပြပြပေးသွားပါမယ်ရှင်။မြန်မာနိုင်ငံအရှိတ်ဘက်နဲ့အနောက်ဘက်မှာရှိနေတဲ့ပင်လယ်ပြင်မိုးလေဝသအခြေအနေတွေဟာထူးခြားမှုတွေရှိမနေတော့ပဲမြန်မာနိုင်ငံမှာဆောင်းရက်ဒီအငွေတက်ဖြစ်တဲ့မြောက်ပြန်လေတွေဝင်ရောက်လာနေပြီဖြစ်ပါတယ်။ဒါ့အပြင်နိုဝင်ဘာလ15ရက်နေ့ကစလို့လေအေးစီးကြောင်းတွေဝင်ရောက်လာနိုင်ပြီးနိုဝင်ဘာလ18ရက်နေ့မှာတော့ပြည်နယ်နဲ့တိုင်းအားလုံးတို့မှာ အပူချိန်တိတိသာသာကျဆင်းလာနိုင်တာကိုမိုးလင်မတာခန့်မှန်းပေါ်တွေမှာတွေ့ရပါတယ်ရှင်။ဆောင်းရသည်ကိုရရှိလာပြီဖြစ်တာကြောင့်မနက်ခင်မြူးနှင်းကျဆင်းမှုအခြေအနေတွေကိုအရင်ဆုံးပြပြသွားပါမယ်ရှင်။မနက်ဖြစ်မနက်ခင်ပိုင်းမှာတော့တနင်္လာရီတိုင်းနဲ့ရခိုင်ပြည်တော်ဝိုင်းတို့မှာနေရာနှံ့ပြပဲခူးတိုင်းရှိချံကရင်နီမွန်နဲ့ကရင်တို့မှာနေရာဆက်ဆက်ချင်းစကိုင်းတိုင်းတပ်ပိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်တော်ဝိုင်းတို့မှာနေရာကျကျမြူးထူထက်စွာကျနိုင်ပါတယ်ရှင်။ ဒါကြောင့်မနက်စောပိုင်းခရီးတွေသွားလာတာနဲ့ရေချောက်ခီးစင်းတွေမှာသတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ဒါအပြင်အေယဝတီတိုင်းကဟင်းတရာနဲ့ဇလုံမြို့နယ်တွေမှာလည်းမနက်ခင်းပိုင်းမှာမြူအတင်းတင်းကနေမြူထူဆိုင်နေပြီးကြံမျိုးနယ်အချို့မှာတော့မြူနေငယ်ကြဆင်နိုင်ပါတယ်ရှင်။မပြီးဆုံးနိုင်သေးတဲ့မွေးရသုံးမှုဟာလည်းမနက်ဖြန်မှာတော့တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်မှာနေရာဆက်ဆက်မိုးမှာနေရာကျကျရန်ကုန်တိုင်းပဲခူးတိုင်းအေယဝတီတိုင်းနဲ့ရှမ်းပြည်ရှိပါရုံမှာနေရာကွက်ကြား မူးလင်းငယ်ရွာနိုင်ပြီးစံပင်နယ်နဲ့တိုင်းရင်းမှာတော့တင်တင်တင်ဖြစ်ထွန်းနိုင်ပါရဲ့ရှင်။ပင်လယ်ပြင်ခရီးသွားတဲ့နယ်ကနေကံဝင်ရေလောက်သားတွေအတွက်တော့မတ်တမာခွေအမွန်တနင်္လာရီကံယူရန်တက်ဆောင်မှာမနေ့ပြန်မှာမြူးတင်တင်ရှိနိုင်ပြီးမြမပင်လယ်ပြင်မှာတော့လိုင်အင်းငယ်ကနေလိုင်တင်တင်ရှိနိုင်ကလိုင်အမြင့်ဟာငါးပေကနေခုနှစ်ပေခန့်ရှိနိုင်ပါရဲ့ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှကြောက်လဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုလည်းဆက်လက်ဆောက်ကြည့်ပြီးကြဖို့မြင့်တိုင်အခန့်အပါရရှင်။